ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အင်ဒရီနဲ့တွေ့တာရေငါနင်းတို့နှစ်ယောက်လုံးရက်တတော်ကြပြီ စကားတခုပြောချင်နေရငါစဉ်းစားနေရနင်းတို့နှစ်ယောက်ရဲ့တက်ပုံတပုံစီကိုဖုန်းတော်ကြီးကိုပေးလိုက်မယ်လေအဲ့လိုဆိုရင် ငါနင်းနှုတ်ညောက်တွေဆက်ဆန်ရေးရှာတာလွယ်ကူသွားမယ်။နင်းနှုတ်ညောက်လည်းငါ့ကိုတခါတည်းပြောပြထားလိုက်ပေါ့။နင်းတို့ဘလို့မိသားစုမျိုးမှာလက်ထက်ချင်းလဲ။အမေရဲ့။တမီးအမေကိုပြောပြထားမယ်။တမီးဟာချမ်းသာတဲ့မိသားစုမှာလက်ထက်ချင်းနဲ့အဲ့ဒီအိမ်မှာအဲကွန်းရှိရမယ်။စိန်ခံပစ္စည်းတွေအစုံရှိရမယ်။ဒီလိုပူလောင်နေတဲ့နေရာဒီမှာတမီးကပါဒုက္ခနဲ့မှမင်းဆိုင်ရအောင်လေ။ဒွေတန်းရဲ့စကားကိုကြားပြီးဒေါထထကကောင်းကောင်းလိုက်ပါလေ။ပြီးတဲ့နောက်မှာဒေါထထကသူ့တမီးနောက်တစ်ယောက်ကိုဒီမီကိုမေးမိပါလေ။ အမေသမီးရပဲအိမ်မှာပဲဖြစ်ဖြစ်အိမ်တော်ပြုတ်လိုက်မယ်သမီးရဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေကယူမဆိုင်ဘူးလူတွေကောင်းဖို့ပဲလိုတယ်ဒေါ်ထထကသူသမီးနှစ်ယောက်ရဲ့တောင်းဆိုချက်တွေကိုနားထောင်လိုက်ပါတယ်အိမ်တော်မှာသူကနှစ်ယောက်လုံးကိုအိမ်တောင်ချပေးဖို့အတွက်ဖုန်းတော်ကြီးကိုသူတို့ဆန္ဒတွေပြောပြပြီးသူတို့ရဲ့တက်ပုံတွေပေးလိုက်ပါတယ်ဒေါ်ထထကလူလက်တန်းစားမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်သူ့စီမှာသမီးနှစ်ယောက်ရှိပါတယ်အခုသမီးနှစ်ယောက်လုံးကအိမ်တောင်ပြုရမယ့်ရွယ်ရောက်နေပါပြီ ါကြောင့်ဒေါထထကသူတို့အတွက်စိတ်ပူနေပါတယ်။ဒီလိုနဲ့ရန်နေငယ်ကုန်းဆုံးသွားခဲ့ပြီးနောက်ညီမနှစ်ယောက်လုံးကသူတို့ရွေးချယ်မှုအရာအင်တာဗျူးလိုက်ကြပါတယ်။ပြီးတော့သူတို့ကသူတို့အမိကိုနှုတ်ဆက်ပြီးကိုယောက်ခမအင်ကိုရောက်လာပါတယ်။အိုးအင်ကတော်တော်ကြီးရပဲ။ဒီအင်ကငှအိမ်မက်ထဲရလို့ပဲ။ဒီမှာအဲကွန်းလည်းရှိတယ်။ပြီးတော့တအိမ်လုံးမှာဈေးကြီးတဲ့ကြွေပြားတွေကိုခင်းထားတယ်။ဒါပေမဲ့ဘသူမှငှအောင်ကြိုးဆုပ်ဖို့အတွက်မရောက်လာသေးဘူး။ Twitter ကအချိန်တတော်ကြာတဲ့အထိကျူးဆိုမှု delete အတွက်သူ့အင်တကားပေါ်မှာရှင်နေပါတယ်။အချိန်တတော်ကြာပြီးနောက်မှာ Twitter ရဲ့ရောင်းမကရောက်လာခဲ့ပါတယ်။ပြီးတော့ပြောခဲ့ပါတယ်။အိုးရေစားလိုက်တာ။အိုဖီးအားရေကျောင်းမရေကျောင်းမတကားနာမှာဘာလို့ရက်နေရလဲ။မင်းရောင်းမကျူးဆိုပွဲ delete အတွက်ရက်နေတာငါ့သူ့ပြောထားတဲ့အထင်းဝင်လာပါလို့ပြီးတော့ဒီဟာကြီးကရှေးရိုးထုံးတန်းနေပါလို့အခုဒါရီကိုဘယ်သူမှမလုပ်ကြတော့ဘူးလို့ပြောတယ်။ဒါမဲ့ तू ကလက်မခံဘူး။ရောင်းမရေ ရောင်မအထဲဝင်လာပါ အမေကတော့အိပ်ပျော်သွားတာကြာပြီအမေကရောင်မရဲ့ကြိုးစုပ်ပွဲတလေးကိုတတိတောင်းမရဘူးအမေကအိပ်သွားပြီငါရဲ့ကြိုးစုံမှုတလေးထုံတန်းကိုလည်းမလောက်ဘူးပေါ့ချယ်ရီရဲ့နေကတော့နိုးနေတယ်လေနင်မဲငါရဲ့အိမ်ထဲကြိုဆိုတဲ့တလေးကိုလှုပ်လိုက်လေရောင်မရေရောင်မတကယ်ပြောနေရလားဒီရှေးခစ်ဆန်တဲ့အလုပ်တွေညီမမလုပ်နိုင်ဘူးတောင်းမဲ့ပါတယ်ရောင်မရေ sorry ပဲ ချယ်ရီကအဲ့လိုပြောပြီးတော့သူ့ခန်းလေးကိုသွားလိုက်ပါတယ်။အဲနောက် Twitter ကကျူစုပွဲ delete ကိုမလုပ်ဘဲသူ့ခန်းလေးကိုသွားလိုက်ရပါတယ်။နောက်တစ်ဖက်မှာတော့သူ့အမအကြီးကစင်းရဲတဲ့မိသားစုမှာတတ်ထက်ခဲ့ပါတယ်။ပြီးတော့အင်ဒရီရဲ့ကျူစုပွဲကတော့ဒီလိုမျိုးဖြစ်ပါတယ်။ဟဲမိုက်လိုက်တာငါရဲ့ကျူစုပွဲကိုလုပ်ဖို့အတွက်ဧည့်သည်အများရောက်နေရပဲ။တကယ်ပါငါရဲ့ရခမတွေကငါ့အတွက်တော်တော်တွေးပေးရပဲ။အင်ဒရီကအဲ့လိုပဲပြောနေပါတယ်။ အဲဒီချိန်မှာသူ့ရဲ့ရောက်ခမကလက်ထဲမှာကျူစုပွဲလုံးမဲ့ပကံပြားလေးကိုကိုင်းပြီးအရှိကိုရောက်လာခဲ့ပါတယ်။ပြီးတော့ပြောခဲ့ပါတယ်။ကျူစုပါတယ်။ငါရဲ့ချစ်လစွာသောချွေးမလေးရဲ့အရန်လှနေရပဲကွယ်။လာလုံးလေးတစ်ခုလိုပဲ။သူများမျက်စိမကြပါစေနဲ့။လာသမီးရဲ့အခုခြေတော့လေးနဲ့ဆန်ခွက်လေးကိုမှောက်ပြီးအိမ်ထဲဝင်လာခဲ့။ဒေါ်လလာပြောတဲ့အတိုင်းအိန္ဒြေကလည်းအဲ့လိုပဲလုပ်ပါတယ်။ပြီးတော့ထုံတန်းဆင်လာရိအရာသူ့ကိုအိမ်မှာကျူစုလိုက်ပါတယ်။လေယာဉ်တီဖြစ်နေပါတယ်။ ပြီးတော့ကျူစုပိန်လုပြီးနောက်မှာအင်ဒရီကိုဂရင်ပေါ်မှာထန်ခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာဒေါလလကသူ့ကိုထန်ခိုင်းပြီးရက်တောင်နဲ့ရက်ခတ်ပေးပါတယ်။အမေရဲ့အမေကြပါလုံနေရလဲ။ကျမကိုဒီလိုရက်တောင်မခတ်ပေးပါနဲ့။ချွေးမရဲ့နေအင်းကြီးတွေကလေးလံနေတယ်လေ။ပြီးတော့နေရထုံနဲ့အစင်လာတွေကြောင့်ပင်မနေပြီ။အဲဒါကြောင့်ငါ့ကိုရက်တောင်ခတ်ဖို့ပေးပါ။ကိုသမီးတွေကိုလည်းအမေကရက်တောင်ခတ်ပေးတတ်တယ်လေ။ဒေါလလရဲ့စကားကိုကြားပြီးတော့အင်ဒရီကပြုံးလိုက်ပါတယ်။ ညီမနှစ်ယောက်လုံးရဲ့အချင်းတွေကကြွားချသလိုနေပုံထိုင်ပုံနဲ့မိသားစုဆက်ဆံမှုကလည်းအရင်ကကြွားချပါတယ်။ဒေတာရဲ့ရောက်ခမကဒေတာအင်ရောက်လာတဲ့အထီတောင်မဆောင်ခဲ့ပါဘူး။ပြီးတော့အိတ်သွားပါတော့တယ်။ဒါပေမဲ့အင်ဒရီရဲ့ရောက်ခမကတော့သူ့ပူနေတဲ့အခါမှာလက်နဲ့ရက်တောင်ခတ်ပေးပြီးအိတ်ခိုင်းလိုက်ပါတယ်။ညီမနှစ်ယောက်လုံးရဲ့ပထမဆုံးမိဖို့ကြောင့်ဒလိကလည်းဒီလိုပဲပြီးဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့အစည်းအဝေးဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ပြီးတော့ညီမနှစ်ယောက်လုံးကကိုဝင်ရှိသွားခဲ့ကြပါပြီ။ ပူလောင်နေတဲ့နေရာတိကြီးဖြစ်နေပါတယ်။ဒီလိုနဲ့ညီမနှစ်ယောက်လုံးကနေရာတိမှာသူတို့ရောက်ခမအိမ်မှာဒီလိုအခြေအနေမျိုးကိုရောက်နေပါတယ်။ရှီစာနေတယ်။အိန္ဒြေရေးဘယ်ရီသွားနေရလဲ။အော်အမေရေးတမိရေးစာနေလို့ရှီသွားอยู่မလို့ပါ။ချွေးမအိန္ဒြေရေးငါအချင်းချင်းပြောထားတယ်မလား။နင်ကိုဝင်ဆောင်နေတဲ့အချိန်မှာဒီလိုအပြင်းနဲ့အထဲကိုအတော်လာမလောက်ပါနဲ့လို့တကယ်လို့တခုခုလိုချင်နေဆိုရင်ငါစီကနေတောင်းလိုက်လေ။နင်ထိုင်နေငါနေကိုရေးယူလာပေးမယ်။အမေရေး တကယ်လို့ကျမအလုပ်နည်းနည်းပပောက်လုပ်ရမယ်ဆိုရင်တော့အဲ့ဒါကျမကျမရဲ့အတွက်ကောင်းတယ်လေအမေကျမကိုအလုပ်တစ်ခုခုတော့လှုပ်ခွင့်ပေးပါနော်ငါနေ့ကိုနေ့တိုင်းလမ်းလျှောက်ထွက်ဖို့ခေါ်သွားတယ်လေအလောက်လမ်းလျှောက်တာပဲလုံလောက်ပါပဲနင်ထိုင်နေပါငါရေသွားယူလာပေးမယ်ဒေါ်လလရဲ့စကားကိုနားထောင်ပြီးအင်ဒရီကဂရင်းပေါ်မှာထန်လိုက်ပါတယ်ပြီးတော့ဒေါ်လလကသူ့ကိုရေးလာပေးလိုက်ပါတယ်အင်ဒရီကိုရေးပေးပြီးနောက်ဒေါ်လလကသူ့ကိုရက်တောင်ခတ်ပေးနေပါတယ်အမေရဲ့ဘာလို့ရက်တောင်ခတ်ပေးနေရလဲ နင်ခဏလောက်အိပ်ပျော်သွားအောင်လေ။ကဲပါ။နင်ခုခဏလောက်အိပ်လိုက်။ဒေါ်လတ်လကအင်ဒရီကိုလက်နေပဲရက်တောင်ခတ်ပေးပါရယ်။ပြီးတော့အင်ဒရီအိပ်မပျော်မချင်းရက်တောင်ခတ်ပေးပါရယ်။ပြီးတဲ့နောက်မှာအိမ်မှုကိစ္စတွေအလုံးကိုလည်းလုပ်ပါရယ်။တပတ်မှာတော့စင်းရဲတဲ့ရောက်ခမအိမ်မှာကိုဝင်သိန်းစင်းရဲတဲ့ချွေးမအင်ဒရီကဒီလိုမျိုးဂရုစိုက်ခံနေရပြီးတော့နောက်တစ်ဖက်မှာတော့အမလေးရေအရန်စာတာပဲရေလိုချင်တယ်ဒီနေ့တော့ငါတီလေကားတွေကိုငါးခါလောက်အတက်ဆင်းလှုပ်ပြီးပြီ ရေတောက်ဖို့အတွက်တော့မစင်နိုင်တော့ကွာဒါပေမဲ့ငါခုဒီမှာဘသူစီကနေရေတောင်းရမလဲငါပဲထပြီးသွားရမှာပေါ့ကဲတွေ့တာရဲ့ထလိုက်ပါတော့ကိုဝင်းတဲ့တွေ့တာကဒီလိုပြောပြီးဂရင်းဘော်ကနေထလိုက်ပါတယ်အဲ့နောက်မှာသူကအောက်ကိုဆင်းပြီးရေတောက်လိုက်ပါတယ်အခုသူကရေတောက်ပြီးလာနေချိန်မှာသူစီကိုသူ့ရောက်မှရောက်လာခဲ့ပါတယ်ပြီးတော့ပြောခဲ့ပါတယ်ရောက်မှရေဘယ်သွားနေရလဲအပြင်မှာညီမရဲ့အဝတ်တွေလှမ်းထားတယ်အဲ့ဒါတွေသွားယူလာပေးပါလား မရဘူးချယ်ရီဒီနေ့ငါအရန်ပင်ပန်းနေပြီနေမဲ့သွားယူလိုက်တော့ဟဲ့နေရပါရီများလှုပ်လိုက်လို့ပင်ပန်းနေရလဲနားထောင်တွေ့တာရေစကားရရန်မပြောနဲ့အမေရေအလုတ်လောက်တာနဲ့မဆိုင်ပါဘူးကျမကိုဝင်ရှိနေရအဲ့ဒါကြောင့်ကျမပင်ပန်းတာမြန်နေထင်တယ်အမေတို့ကဒီကိစ္စမှာကျမကိုလုံးဝကြည့်မဆိုင်ဘူးကျမပဲတတိပေးနေရတယ်နေရပါဟုဆိုလိုတာလဲငါတို့ကတတိမထားကြဘူးပေါ့တကယ်လို့အဲ့လိုဆိုရင်လဲကောင်းပြီလေ ငါအိမ်မှာအင်ဖော်တယောက်ကိုထားပေးမယ်။သူနှစ်ကိုကယူဆိုင်ပေးလိုက်မယ်။ဒုံမြပန်းရဲ့စကားတွေကိုကြားပြီးတနလျာဒေတာကဝန်ထိတ်သွားခဲ့ပါတယ်။ဒေတာကမိသားစုရဲ့ပံ့ပိုးကူညီမှုကိုပဲလိုအပ်ကြပါ။ဒါပေမဲ့သူကဒုံမြပန်းစီကနေအမြဲတမ်းစူပူချိန်ပေါင်းခြင်းကိုပဲခံရပါတယ်။ဒီလိုပဲဆက်ပြင်နေပါတယ်။အချိန်တွေကုန်ဆုံးလာတဲ့အမျှကျွေးမာရီရဲ့ကိုဝင်ဆောင်ကာလကလည်းတိုးတိုးလာခဲ့ပါတယ်။ဒုံမြပန်းကတွေ့တာကိုဂယုဆိုင်ဖို့အတွက်အိမ်မှာအင်အကူတယောက်ကိုငားလိုက်ပါတယ်။ အင်ကူကတွေတရဲ့လုပ်တွေကိုလုပ်ပြီးပါတယ်။ဒါပေမဲ့ဒုံမြပန်းချယ်ရီနဲ့တွေတရဲ့ယောက်ျားတို့ကသူ့ကိုလုံးဝအချိန်မပေးပါဘူး။အင်ဖော်ကချက်ပြုတ်နေတယ်။ချယ်ရီနဲ့ကိုနိုင်လင်းကလည်းအပြင်းသွားနေတယ်။ရခမပဲကြံနေ။ရခမကလည်းသူ့အလုံးနဲ့သူပဲ။ငါဘာလုပ်ရမလဲ။ငါတယောက်ယောက်နဲ့စကားပြောချင်တယ်။ဒါပေမဲ့ဘသူနဲ့စကားပြောရမလဲ။ငါအိမ်မှာတက်တောင်တက်တာပစ္စည်းတွေမျိုးစုံရှိတယ်။အပူတန်းကနေကာကွယ်မဲ့အရာတွေအကုန်ရှိတယ်။ မရှိတာဆိုလို့အချစ်ပဲမရှိတာငါအချစ်ကိုလိုချင်တယ်ဟုတ်တယ်တဖက်မှာ Twitter ကအေးအေးစစ်စစ်အေးကွန်းကင်းလေးမှာထိုင်နေပါတယ်သူရဲ့ကံကြမ္မာကိုချိန်ဆနေပါတယ်။နောက်တစ်ဖက်မှာတော့အင်ဒရီရဲ့ရောက်ခမကသူ့ကိုကိုနိုင်မီးပို့ပေါ်မှာချက်ပြုတ်ပြီးကျွေးနေပါတယ်။အမေရဲ့အမေအခုမီးပို့ပေါ်နေဖဲလိုက်ပါတော့။အခုအမေအတွက်ကျမချပါတီဖုတ်ပေးပါမယ်။မဟုတ်ပါဘူးချွေးမရဲ့။ငါနင့်ကိုချွေးပြီးငါအတွက်ငါလှုပ်လိုက်ပါမယ်။နင်ငါအတွက်ဘာမှစိတ်ဘူးမနေနဲ့။ ဒေါ်လာလာကအဲ့လိုပြောပြီးအင်ဒရီကိုစားခိုင်းနေပါတယ်။ဒေါ်လာလာကပူလောင်နေတဲ့ရာသီမှာအေးအေးပြတ်အဲကောမရှိဘဲမိဖို့ကိုမိမှွေပြီးအင်ဒရီကိုချာပါတီလှုပ်ကျွေးနေပါတယ်။ပြီးတော့သူတို့နှစ်ယောက်လုံးကပြောနေပါတယ်။ဒါပေမဲ့ Twitter ကတော့အေးကွန်ရဲ့အေးမြတွေလေးကိုခံနေရတာတောင်မပြောပါဘူး။အခု Twitter ကပြင်းနေတော့သူကအင်ဒရီကိုဖုန်းဆက်လိုက်ပါတယ်။ဟယ်လိုဘသူလဲ။ဟယ်လိုအမရေညီမ Twitter ပါ။အမနေကောင်းလား။ Twitter ရေငါနေကောင်းပါတယ်။ နင်ပြောလေနင်ရောနေကောင်းလားနင်ကလည်းငါလိုပဲကိုဝင်ရှိညာမလားနင်ရဲ့ကိုဝင်ဆောင်အချိန်တွေရောဘလို့နေလဲကောင်းပါရဲ့အမရဲ့အရန်ကောင်းတယ်အမပြောပြပါအောင်အမရောဘလို့နေလဲငါတော့အရန်ပျော်တာပဲနင်တိလားတွေ့တာငါရခမအရန်ချစ်ဖို့ကောင်းတယ်ငါသူ့ငါဘဝမှာရပီးတဲ့ရလေပါတိုင်ကြားချက်နဲ့တခြားပါစန်တာမှမရှိတော့ဘူးငါအိမ်ကကျင်းမိမဲ့ငါရခမရဲ့နှလုံးသားအရန်ကြီးမားတယ်ငါလေအိမ်မှာနေထိုင်ရတာမဟုတ်ဘူး ူ့ရဲ့နှလုံးသားထဲမှာနေထိုင်နေရတယ်လို့ခန်းစားနေရတယ်။နင်းသိလားတွေ့တာ။ငါရခမလေးအလောက်ပူပြင်းနေတဲ့နွေရာသီမှာငောက်ရက်တောင်ခတ်ပေးတယ်။ငောက်ကယူဆိုင်တယ်။အခုလဲသူကငောက်သူ့လက်နဲ့မိဖို့ပေါ်မှာချပါတီပူပူလေးလောက်ပြီးတော့တရသီးသက်နဲ့ကျွေးနေတာ။နင်ပြောပါအောင်ဟဲ့။နင်မိသားစုကချမ်းသာတယ်။နင့်တို့ကသူတို့ကသေချာပေါ့ပရင်မတွေလိုပြုစုနေမှာပေါ့နော်။ဟုတ်တယ်ဟုတ်တယ်မရဲ့။ညီမကိုပရင်မတယောက်လိုပဲပြုစုနေကြတာ။ကဲအမရဲ့ ီမအလုပ်လေးနည်းနည်းတတိယလာလို့ဖုန်းချလိုက်တော့မယ်နော်။ဒေတာကအလုပ်ပြောပြီးဖုန်းချလိုက်ပါတယ်။ပြီးရင်တော့မှသူကတွေ့ခဲ့ပါတယ်။ငါအမစင်းရဲတဲ့မိသားစုမှာတော့အရန်ပျော်နေတယ်။ဒါပေမဲ့ငါပတ်စံမှတ်ပြီးရခမအိမ်ကိုရွှေ့ခဲ့တယ်။ပြီးတော့အချစ်ကိုမိတ်ခဲ့တာပဲ။ငါအမနဲ့ငါလောပါတွေအပြစ်တန်ငါခံနေရတာ။အဲ့ဒါကြောင့်ငါဒီလိုအခြေအနေရောက်နေတာ။ဒီမှာပတ်စံကတော့ရှိတယ်။ဒါပေမဲ့ချစ်ကတော့လုံးဝမရှိဘူး။ဒါပေမဲ့ ဒီလန်းဟောငါကို့အတွက်ကိုရွေးချယ်ခဲ့တာအဲ့တော့ငါဘသူ့ကိုမှအပြစ်တင်လို့မရဘူးလေဒေတာကသူ့ကိုယ်သူဒီလိုပြောပြီးနောင်တရရနေပါတယ်ဒေတာရဲ့မာနကပဲသူ့ကိုချမ်းသာတဲ့မိသားစုစီပို့ဆောင်လာတယ်ဆိုတဲ့စကားကလည်းမှန်ပါတယ်အဲ့ဒီကိုလာပြီးအခုဒေတာက ပြိမိနေပါပြီဒါပေမဲ့အခုဘာလုပ်နိုင်ပါမလဲဒေတာကသူ့ရောက်ခမအင်ကိုလည်းလက်ခံလိုက်ပါပြီပြီးတော့ဘသူတွေကဘလူးစိတ်သဘောထားရှိကြလဲအဲ့ဒီအတိုင်းပဲကို့ဘဝကိုပြန်ရလာတတ်ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။